ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါငါမင်းနိစာ အကြံပြုပြောကြားပေးမှာဖြစ်ပါတယ်မိထားတဲ့လူတွေလည်းရှိပါတယ်တရားမှတ်တယ်ဆိုတာအရှင်ဘုရားဉာဏ်လုံးမိတ်ပြီးတော့ထွက်လေဝင်လေမဲရတာမဟုတ်ဘူးလားဟုတ်ပါတယ်အစပထမမှာတော့ မျက်လုံးမိတ်ပြီးတော့ကျွဲလေဝင်လေမဲ့ပြီးတော့မှ အမာဒီကို ထူထောင်ရပါတယ်နောက်ဘာတွေကိုဆက်ပြီးမဲ့ရပါသလဲဖေယားကျွဲလေဝင်လေမဲ့ပြီးရင်ပြီးပါပြီလားကျွဲလေဒီဝင်လေဒီမဲ့ပြီးလို့အမာဒီအကောင်းလာတဲ့အချိန်မှာတရက်နှစ်ရက်လောက်ထွက်လေဝင်လေမက်တာပေါ့ နောက်တရနှစ်ရက်လောက်မှကြတော့နာကျင်ခံခါတဲ့ပြင်းထန်တဲ့နေရာကိုစိတ်နဲ့ထောက်ပြီးတော့နိုင်နာရယ်နာရယ်နာရယ်တင်းတင်းနေတင်းနေတင်းနေလို့စိတ်ရှည်ဇွေးတန်သိဉ္ကြီးခံပြီးတော့ရှုမှတ်ရပါတယ်ဟုတ်ပြီဒါတွေပဲလားအရှင်ဘုရားမပြီးသေးပါဘူး လမ်းလျှောက်တဲ့အခါညာလဲရင်ညာလဲတယ်ဘေးလဲရင်ဘေးလဲတယ်ပြီးပေးရမှာပါ စကားပြောတဲ့အခါအပန်အာပြူတယ်နှခမ်းတွေလှုပ်တယ်အပန်ရက်တယ်ပြီးပေးနေရတာပါဖုံကြီးတဲ့အခါဘေးအယုတ်ဘေးပေါ်လာပေါ်လာကိုကဝင်မပါရပါဘူးဘေးအယုတ်ဘေးဝင်လာဝင်လာ မြင်တယ်၊သိတယ်၊ပြတ်တယ်၊နောက်တရုပ်ပေါ်လာတယ်၊ကိုယ်နဲ့ဆိုင်လာမဆိုင်ပါဘူး၊ပြတ်နေတာပါပဲ။ကိုတို့ကဘာကြောင့်သောကတွေဖြစ်နေသလဲဆိုတော့မြတ်စွာဘုရားကတဏှာယစာယဒီတိသောကတဲ့လက်သေးခံကတော့တဏှာဖြစ်ပါတယ်။ တဏှာဘလို့လှုပ်ထားလေဆိုတော့ဟာကွာဥပမာပြောရရင်ငါလှုပ်ထားတဲ့စီပေါ်ရည်တွေတော့အကုံလုံးအိမ်ဒီအိမ်သေးမှမီးလောင်နေတဲ့အကုံပါတော့ပြီလို့သောကရေရောက်တဲ့ပါတယ်အဲ့ဒါငါအိမ်လို့ချင်းနေခေလို့ပါပဲတဏှာကချင်းခိုင်းထားလို့ပါပဲပြီးစီဥစ္စာဆိုတာရေမီမင်းခိုးသူ အမွေခံသားဆိုသမီးဆို ရန်သူမျိုး၅ပါးကပိုင်တာပါကိုကမပိုင်ပါဘူးအဲ့ဒါနဲ့တောကတွေမဖြစ်အောင်ကိုကအမှန်တရားတွေကိုကြားဖူးထားရင်တောကကလွဲ့မြောက်မှာပါဥပမာကိုကခုံတစ်လုံးနဲ့ကြာကြာနာနာထိုင်နေတယ်လမ်းမပေါ်မှာလမ်းရေပလဲဖောင်းပေါ်မှာပေါ့ဘယ်လိုမျိုးမှတ်မလဲအဲ့ဒီအချိန်မှာကားစီးတော့တယ် ခဏနေဆိုင်ကေတစည်းတော့တယ်တူလာမတူခဏနေလူတယောက်လမ်းလျှောက်ပြီးလာတယ်လာတယ်တူလာမတူအဲ့ဒါဓာတ်တွေပေါ်နေတာဗာဓာတ်တော့မြင်တဲ့မျက်လုံးနဲ့အစင်းနဲ့တိုက်လို့မြေစိတ်မြင်တဲ့ပေါ်တာအဲ့ဒါကိုဓာတ်သိရှိပါမှာအတိုက်တဲ့အခန့်တက်ကလျှောက်ပါ အတိုက်တက်ကလျှောက်ပါ အပွင့်တက်ကလျှောက်ပါတက်တစေရှိပါပေါ့အခန္ဓာလျှောက်ပါဆိုတာသလာယတနာစအာယတနာမျက်စိနာနှာခေါင်းလျာကိုယ်စိတ်အတိုက်တဲ့လျှောက်ပါဆိုတာအစင်းအပန်းအနံအရာကထီတွေးစရာကြံတွေးစရာ အပွင့်တဲ့လျှောက်ပါဆိုတာမြင်စိကြာစိနန်စိစာစိရနာကောင်းစိတွေးတော့ကြံကြံစင်စိဖြစ်ပါတယ်အဲ့ဒါကို ကိုကတတိနံစောင့်ကြည့်နေဖို့အရင်ခါလုတ်ခဲတဲ့အလေးအကျင့်တွေကဘလို့ရှိနေလဲဥပမာအရာကလည်းသမင်းစားတယ်ဆိုပါတော့ ထမင်းစားတဲ့အခါကောင်းလိုက်တဲ့အရာသာကွာလို့အဲဒီကောင်းဖို့ဟာကိုပဲကိုကအာယုံပြုနေတာအခုကိုကအဲ့ဒီကလွတ်မြောက်အောင်လုပ်ဖို့ဆိုရင်